အားလုံးမင်္ဂလာပါနိုရာပါဒီနေ့အိမ်မှာနားနေနေတယ်ပေါ့နော်ဒီ နဝတရဲ့ခေရှင်းညူစာအုပ်ထဲကဓမယံကြီးအကြောင်းကိုပထမဆုံးစိတ်ဝင်စားဖြစ်စေခဲ့တာကဒီစာအုပ်ကြောင့်ပေါ့နော်ဆိုတော့ဒီစာအုပ်ထဲကစာအုပ်တွေကိုအဲဆိုင်ဆိုင်အောင်လို့ဖတ်ကြည့်ပြီးတော့ဓမယံကြီးအကြောင်းကိုတကယ်စိတ်ဝင်စားဒါတွေပြီးတော့ဒီပကံကိုအခါမမရောက်ပြည့်ရနေတဲ့ဓမယံကြီးတကယ်လို့များတပကံကိုရောက်ဖြစ်ခဲ့မှာဆိုလို့ရှိရင်ဓမယံကြီးကိုတွားချင်တယ် တော့တော့အမေရအောင်တော့တော့အမေဆိုရဲစီဖြစ်စီခဲ့တဲ့ကြောင်းရောက်ပေါ့ဒီစာအုပ်ပေါ့နိုင်ရတူခရှိနေဒီမှာလဲသူကလဲဓမယန်ကြီးအကြောင်းကိုပဲအစတိုရီတည်ပြီးတော့ရေးထားတဲ့စာအုပ်ပေါ့နော်စာအုပ်ရဲ့နာမည်အတိုင်းပဲ narrative ဆိုတဲ့အတိုင်းပဲဒီထဲမှာဓမယန်ကြီးကိုတီထောင်ရဲ့လဲနားသူက တင်လေးရဲ့အကြောင်းရဲ့အာအမေရင်ကြီးကိုဘယ်လိုမျိုးတဲခဲ့လဲဆိုတဲ့အကြောင်းလာရေးသူကကိုးကားပြီးတော့ရှင်းထားတယ်เนาะဒီစောက်ဆိုလို့ရှင်အရန်ကြိုက်လုံးလုံး3လေး5ကောင်လောက်ရှိပြီဖတ်တာဖတ်ပြီးတော့ကြည့်ပေါ့เนาะဒါမနေ့ကအာမနေ့ကနှစ်လပိုင်း2024နှစ်လပိုင်းတော့က လေခဲ့ပြီးတော့ဖတ်ခဲ့တဲ့စာကိုဒီချိန်မှာကြည့်သွားလဲဆိုတော့တူတဲအလုံးလုံးနေရာနဲ့ရုံတက်နေရာနဲ့ဆိုတော့တူတဲရှေ့ရလောက်ချိန်ပြီးပြီးတော့ဖတ်ခဲ့တဲ့စာကိုဒါပေမဲ့တစ်နှစ်လုံးမှာ၄-၆ချိန်လောက်တော့ဖတ်ပြီးသွားပြီ

Woo! Oh. family. တကယ်ပဲသူ့မှာပကံကြီးကိုရောက်လာခဲ့ပြီအသက်30ဒီဘဝမှာတယောက်တည်းခရီးမထွက်ခဲ့ဘူးကထမဲထွက်တော်လည်းပကံကြီးကိုရောက်လာခဲ့ရနေခြင်းများခြင်းတိမ်ပလီနွေနှောင်းခညောင်းနဲ့ဥပဒံပြေလူဖျားကနေတယောက်တည်းအတန်ထွက်ရွဆိုကြည့်ပြီးတိတ်တဘောကြနေတာပကံနဲ့ပတ်သက်တဲ့စာအုပ်တွေမှာတင်စားတဲ့စာကြောင်းလေးမျိုးနှုတ်ဖျားမှာအတော်ဆွဲနေခဲ့ ။ပြီးပိုက်လေးစီးရင်ကောင်းဝီချင်းကြီးကိုမော့ကြည့်တော့တိမ်တွင်ကအထက်ထက်နဲ့လှပနေလိုက်တာ။နေကကြစ်ကြစ်တော့ပူနေတာကြောင့်ကြကြတော့မော့မကြည့်နိုင်။လူရဲ့အပူချိန်ကသေးလာတယ်မဟုတ်။ဒေဘူးတွေကလည်းမျက်နှာကိုလာရိုက်ခတ်တော့သဲတွေတရှက်ရှက်နေ။ဒါတော့အုတ်ထုတ်ကြီးကြီးဆောင်လက်ရှိတစ်ထပ်ဝစ်ပြီးမတ်စတထားသေးတယ်။ကျော်ဝိတ်ကတစ်ဖက်ပကြီးဆွဲမဲ့ဆက်ကိုထည့်ထားတဲ့အိတ်တလုံးကချိုးတိုင်းလွယ်ထားသေးတော့တယောက်တည်းရှုပ်ရှက်ခတ်နေတာ ။ဤဘက်မောင်းနေရင်လည်းလမ်းကိုတိချကြည့်တော့ဇဝေဇဝါဖြစ်ရပြန်လို့လမ်းဘေးတစ်ပင်နာမှာခဏရက်လိုက်ပြီးတကယ်မကိုဖမ်းလိုက်တယ်။အရင်နေရာမှာတော့လိုင်းမိပြီးဖိုးကြတော့လိုင်းရမမီတော့ပြန်။ကျောပေါ်အိတ်ထဲပါလာတဲ့မြေပုံကိုထုတ်ကြည့်ပေမဲ့လေလမ်းမှာပါအမှတ်သားမှရှိလူသွားလူလာမရှိတဲ့နေရာမှာရက်မိတာမို့နောက်ပြန်လှည့်လိုက်ရမလားတွေးနေတော့ဆိုင်ကယ်တန်းကိုကြားလိုက်ရတယ်။အမှန်တော့ဆိုင်ကယ်တန်းကသာတအားကျနေတာဆိုင်ကယ်ကအခုတည်းကအနားကိုရောက်မလာသေးဘူး။ ခက်ဝဲဝဲတာရှိတယ်။ဆိုင်ကယ်ကိုလှမ်းကြည့်လိုက်တော့ဆက်ကျော်သက်အရွယ်ယောက်ျားလေးတယောက်မောင်းလာတာကိုတွေ့ရတယ်။ဒီလောက်နေဘူးကျဲတဲ့မှာအုတ်ထုံမပါလက်ရှိအဝတ်မပါပဲဘလို့သွားလာနေကြပါလိမ့်။အင်းပကံကလူတွေကတော့ဒါတွေကိုခံနိုင်ရရှိသွားပြီနေမယ်။သူမကဆိုင်ကယ်ကိုလှမ်းတာတော့ဆိုင်ကယ်ကသူမရှိမှရက်ရင်ဆက်တည်သွားတယ်။ဆက်တက်လိုက်တာမျိုးမဟုတ်ပဲသူအလုံးလုံးရက်လိုက်တာနဲ့ဆက်တည်သွားတာမျိုး။အဲ့ဒီချိန်သူမဝတ်ထားတဲ့လက်ပတ်ကလေးကြက်လာတယ်လို့ခံစားရလို့သူမလက်ပတ်ကလေးငုပ်ကြည့်လိုက်တော့ စိမ်းရောင်ကြောက်ကလေးကအညိုရောင်ပြောင်းနေတာကိုထူးထူးဆန်းဆန်းတွေ့လိုက်ရတယ်။နေပူတဲ့ဖုံတော်တွေမထွက်ရလို့ရောင်ပြောင်းနေတာဖြစ်ကောင်းဖြစ်နိုင်တာပဲဆိုပြီးသူမအမှတ်မဲ့ထားလိုက်ပြီးကလေးရွှေကူကြီးသွားကြံလို့ဘလို့သွားရမလဲ။ကလေးကသူမကိုခက်တီနေတဲ့တစ်ချက်ကြည့်လိုက်ပြီးလမ်းမနေပြီးဒီလမ်းကသွားရင်တမယံကြီးပဲရောက်မှာနောက်ပြန်ကွေပြီးလမ်းမကြီးပေါ်ပြန်တက်အဲ့ဒီလမ်းမကြီးကအနော်ရထာလမ်းလို့ခေါ်တယ်။အဲ့ဒီခါကျရင်ဘဲကွေပြီးရင်လမ်းတွေညာချိုး ထဲ့တဲ့သားသွားတပညူဖရားကြုံလို့ရှိရင်ရွှေဘူးကြီးပဲတဲ့ခလေးပြောတာကိုသူမနားမလည်တာကြောင့်ဘလို့ဘလို့တစ်ခေါက်တော့ပြန်ပြောပြပါဦးခလေးကဆိတ်ရှုပ်သွားဟန်ပေါ်ပေမဲ့ဆိတ်ရှိရှိနဲ့တစ်ခါထပ်ပြီးရှင်းပြတယ်အနောက်ကိုပြန်သွားရင် လမ်းမကြက်ကြီးတစ်ခုတွေ့လိမ့်မယ်ဘဲချိုးနောက်တစ်ခါညာဘက်မှာလမ်းတစ်ခုတွေ့ရင်ညာချိုးတဲ့တဲ့သွားကိုလေလမ်းနေရာများနေလို့နောက်ပြီးလမ်းကျုံလမ်းကြားတဲ့ထွက်ဝင်နေလမ်းကျောက်ကမှဆိုလို့ဒီကနေ့ပဏမနစ်လောက်မောင်းရမလဲ7မိနစ်လောက်ပဲ အေးအေးကျေးဇူးပဲနော်ခလီခလီကသူ့ဆိုင်ကယ်ကိုဆန်နိုးလိုက်ပြီးမြဆိုင်ကယ်ကဆန်နိုးလာမလို့လို့နဲ့ပြန်ပြန်ရက်သွားတယ်သူမလည်း e-bike ကိုပြန်ခွေပြီးဖြည်းဖြည်းချင်းမောင်းလာခဲ့တယ်မောင်းတာမောင်းပြီးမြသူညွန်နေတဲ့လမ်းကိုမသိကိစ္စတော့မရှိပါဘူးလမ်းမှာထမေးလိုက်ရုံပဲလို့တွေးပြီးရှိမိတယ်အနောက်ကနေဆိုင်ကယ်တန်းကျတော့မလုံမဆုံးလို့သူမဘေးကပ်ရက်ပြေးလိုက်တယ်လမ်းကကျင်းတော့မောင်းလေးမောင်းလေးမောင်းစားလည်းမရှိတာကြောင့်ပေါက်သွားမှဆိုရင်လို့မနေထိန်မောင်းနေတယ် ိုင်မဲ့ဆိုင်ကဲကသူမကိုကြော်မတက်ပဲဘေးချင်းကဲရှင်လျက်လိုက်လာတာမို့ငဲကြည့်လိုက်တော့ခုနာကလေးဖြစ်နေတယ်။နောက်ကလိုက်ခဲ့အဲ့ဒီနာထီလိုက်ပို့ပေးမယ်။ပြောလေပြောရှေ့ရနေဆိုင်ကဲကိုမောင်းထွက်သွားပြန်တယ်။သူမလည်းနောက်ကနေမိအောင်မောင်းလိုက်လိုက်ခဲ့ဒီလိုကြပြန်တော့လည်းပကံသားတွေကပဲဆိုလို့လေ။ရိုင်းပင်ကူကြီးတက်တဲ့စိတ်ခံတော့ရှိပါတယ်။မမနဲ့လောက်မောင်းပြီးတဲ့အချိန်မှာကလေးကလမ်းဘေးမှာဆိုင်ကယ်ကိုရက်လိုက်တာကြောင့်သူမလည်းသူနဲ့ဘေးချင်းကဲ ဘေးချင်းကရဲ့ရှင်ရက်လိုက်တယ်။အဲ့ဒီအရှိတတဲ့ကိုဆက်သွားလိုက်ဘယ်မှကြွေးစရာမလိုဘူးတပညူတွေ့လိမ့်မယ်။တပညူတွေကိုဝင်ပြီးဘယ်ဘက်ကိုမျောသွားလိုက်ရင်ရွှေပူကြီးပဲမှားစရာတော့မရှိပါဘူးနော်။ခရီးရဲ့ပါဇက်ကမဖြေပဲခေါင်းကိုခါရမ်းပြတယ်။ရောက်လက်စားနဲ့ဖရဲအနာထီတော့လိုင်းပို့ပါလားလို့တွေးနေတော့ခလေးကဆိုင်ကယ်ကိုပြန်ကြွေးဖို့ပြင်နေတာကြောင့်ဟဲ့ခလေးခဏလေးနော်လွယ်ထားတဲ့အိတ်ထဲကပတ်စံတစ်ထောင်နဲ့တရုတ်ကိုထုတ်နေတာမြင်တော့ခလေးကဘာမှထပ်မပြောပဲ sain kehu katoa monta tuolla.